မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့နေပြည်တော်အနီးမှာဒီကနေ့မနက်ပိုင်းကငလျင်လှုပ်ခတ်ခဲ့ရာပြည်သူများတိစားစွာခန်းစားခဲ့ရပြီးတော့နေအိမ်တွေပေါ်ကနေစင်ပြေခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်၈နာရီ၁၁မိနစ်အချိန်မှာနေပြည်တော်ပြည်မနာနယ်ပတ်ဝန်းကျင်မှာရှိတဲ့ဒေသများမှာငလျင်တိစားစွာလှုပ်ခတ်သွားခဲ့တယ်လို့သိရပါတယ်နေအိမ်များရိမ်းထိုးသွားပြီးတော့ငလျင်လှုပ်ခတ်တဲ့အချိန်မှာမြေကြီးလှုပ်ရှားတဲ့ကျယ်လောင်တဲ့အသံမှာကြားခဲ့ရတယ်လို့နေပြည်တော်ရွှေကြပင်ရက်ကွက်မှာနေထိုင်တဲ့ဝန်ထမ်းတအုပ်ကပြောပြထားပါတယ် ်ပြင်းအားလေးအဆင့်လောက်တော့ရှိမယ်ထင်တယ်တော်တော်လေးကိုတိတိတသာလှုပ်သွားတာလူတွေလည်းအကုန်ပြေးထွက်လာကြတယ်ကိုရင်မဟုတ်ဘူးရက်ွက်ထဲကလူတိုင်းလိုလိုပြေးထွက်လာတာလှုပ်တဲ့အချိန်တော့တိုးတယ်ဒါပေမဲ့လှုပ်သွားတာကျန်းတယ်လို့၎င်းကရှင်းပြထားပါတယ်မနေ့ကဇွန်လ၄ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်၁၂နာရီ၄၆မိနစ်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့အနီးမြေအောက်အနက်၃ကီလိုမီတာကိုဗဟုပြုပြီးတော့ Richter scale ၄ .5 အဆင့်ရှိတယ်ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ NUG အစိုးရကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့သူ့မိသားစုအုံပြုဖို့အတွက်ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 MSN 5193လေယာဉ် SYALK ကိုဝယ်ယူရမှာ American Dollar ပန်း60နီးပါးကိုအသုံးပြုခဲ့ပြီးတော့ Main Online ရဲ့စိတ်တိုင်းကြလေရင်ကိုပြင်ဆင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ် February လအတွင်းမှာ Main Online နဲ့သူမိသားစုအသုံးပြုဖို့အတွက် American နိုင်ငံ Aviation Capital Group ထံကနေငှားရမ်းထားတဲ့ Airbus အမျိုးအစား A319115 MSN 5193လေရင် SYALK ကိုဝယ်ယူခဲ့ရမှာ American Dollar တန်း60နီးပါးအသုံးပြုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ American Dollar တန်း60နီးပါးဟာလေယာဉ်ကိုအပိပြတ်ဝယ်ယူခြင်းနဲ့မင်းအွန်လိုင်းရဲ့စိတ်တိုင်းကြလေယာဉ်ရဲ့အတွင်းကမ်းများကိုပြင်ဆင်ခြင်းတွေအတွက်သုံးစွဲခဲ့တယ်လို့သိရပါတယ်။အပြည့်ပြည့်ဆိုင်ရာလေကြောင်း MAI ကအမိခံထားပေးတဲ့အဲ့ဒီ Airbus လေယာဉ်ဟာမင်းအွန်လိုင်းရဲ့ခီးစဉ်များအတွက်တိတိအသုံးပြုနေပြီးတော့အဲ့ဒီလေယာဉ်နဲ့မင်းအွန်လိုင်းတို့မိသားစုကလည်းပြပခရီးများကို တိတ်တဆိတ်တွားရောက်လေရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်တည်းအတွင်းမှာမင်းအွန်လိုင်းနဲ့ဇနီးကျူကျူလာတာသမီနဲ့မြေးများစင်ကာပူနိုင်ငံကိုအလဲပတ်တွားရမှာ၎င်းတောင်ကိုရီးယားနိုင်ငံကိုမင်းအွန်လိုင်းနဲ့သူ့မိန်းမနဲ့တာသမီတွေဈေးဝယ်ထွက်ရမှာ၎င်း MAI Airbus လေယာဉ်ကိုအသုံးပြုခဲ့တယ်လို့သိရပါဗျ။ MAI လေကြောင်းလိုင်းဟာအရင်ကကမ္ဘောဇာဥအောင်ကိုဝင်းပိုင်ဆိုင်ခဲ့တော်လေယခုက24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအနေနဲ့များကနေကောက်ွက်ရန်မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း16နိုင်ငံကနိုင်ငံသားများအနေနဲ့အမေရိကန်နိုင်ငံကိုခရီးသွားလာဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတထရန့်ကဒီကနေ့မှလက်မှတ်ရေးထိုးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသားများဟာအမေရိကန်နိုင်ငံကိုခီးသွားလာရောက်ခွင့်လုံးဝကန့်သက်ခံရတဲ့နိုင်ငံပေါင်း၁၂နိုင်ငံထဲမှာပါဝင်နေတယ်လို့သိရပါဗျ။အာဖဂန်နစ္စတန်၊မြန်မာ၊ဗမာ၊ချတ် ကွန်ဂိုတမရနိုင်ငံ Equatoria Guinea Eritrea Haiti Iran Libya Somalia Sudan နဲ့ Yemen စုစုပေါင်းနိုင်ငံဆက်နံနိုင်ငံကနိုင်ငံသားများကို အမေရိကနိုင်ငံကိုဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်တတ်လိုက်တယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများကိုအမေရိကကိုတွားရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းဟာအမေရိကနိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုတွေများပြားခြင်းကြောင့်ဖြစ်ပြီးတော့ B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှု29.3%ရခိုင်နှုန်း FM နဲ့ J Visa များတက်တန်းလွန်နေထိုင်မှု52ဒသမ1ခွန်ရာခိုင်နှုန်းရှိတယ်လို့သိရပါဗါဒါပြင်မြန်မာနိုင်ငံကအမေရိကန်ကဖယ်ရှားတဲ့နိုင်ငံသားများကိုပြန်လည်လက်ခံရန်ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတအင်ဖြူတော်ကသတင်းထုတ်ပြန်ထားပါဗါအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းကတ်တက်ခံထားရတဲ့နိုင်ငံပေါင်း9ခုရှိပြီတော့အဲ့ဒီနိုင်ငံများထဲမှာဘူရွန်ဒီကျူဘာလာအိုဆီရာရီယာရွန်တိုဂိုတက်မင်းနက်စတန်နဲ့ ဗင်နီဇွဲလာတို့ပါဝင်တယ်လို့သိရပါတယ်ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှာတရားဝင်အများအားနေထိုင်ခွင့်ရရှိသူများရှီရင်ဆွဲဗီဇာကိုင်ဆောင်သူများတချို့သောဗီဇာအမျိုးအစားများနဲ့အမေရိကန်အမျိုးသားအကျိုးစီးပွားကိုဆောက်ရပေးတဲ့လူပုတ်ကိုများအတွက်တော့ချွင်းချက်အနေနဲ့အမေရိကန်နိုင်ငံကိုနေထိုင်ဝင်ထွက်သွားလာခွင့်တွေကိုဆက်လက်ခွင့်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မင်းသားကြီးရွာအုပ်စုစင်စွဲကြီးရွာအတွင်းကနေကင်းလယ်ရန်ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာ စစ်သား6ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့မနက်8:00နာရီကအချိန်မှာရေပြည်မြို့နယ်မင်းသားကျေးရွာအုပ်စုစင်စွဲကျေးရွာအတွင်းတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်တဲ့အချိန်မှာစင်စွဲကျေးရွာတွေကနေလက်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်သားအယောက်30ခန်းနဲ့ထိတ်တိုက်တိုးပြီးတော့လက်ဦးမှုရယူကာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား6ဦးထက်မနေ့တိတ်ဆုံးက73ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြန်လည်ပြစ်ခတ်နိုင်ခြင်းမရှိပဲ ်ဂဇင်ကလျားနဲ့ထွက်ပြေးသွားတယ်လို့သိရပါဗါးအလားတူပဲစင်စဲကျွေးရွာအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း 60မမလက်နက်ကြီး၅လုံးနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတော့အသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွဲထိခိုက်သေးဆုံးတာကတော့ထတ်တိုးဖို့ပဲရှိပါတယ်အတိအကျတော့မသိရသေးဘူးစုံစမ်းနေတော့မှလက်ရှိရွာထဲမှာလည်းစစ်ခွဲတွေဆက်ရှိမရှိကိုလည်းစုံစမ်းနေပါတယ်အဆက်အသွယ်မရသေးပါဘူးဘဲကနေလာပြီးတက်ဆွဲလဲဆိုတော့မောရဝရီရေတက်ကဖြစ်ဖို့များတယ်လို့လောင်လုံးပန်နီဆူလာဖို့စ် LPF ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းစစ်စင်ရေးကိုဒေါနာစစ်ကြောင်း၃ဒေါနာတက်ခွဲခေါ LPF ဒေါနာတက်ခွဲ MLA, KPDF, ဒေါနာစစ်ကြောင်းနဲ့ YGF, MSRF, NMSP, AD, IMA နဲ့ Non Entity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တနင်္လာရီတိုင်းအတွင်းမှာစစ်ရေးအခြေအနေများဟာဆက်လက်တင်းမာနေစေဖြစ်ပြီးတော့အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက်စစ်ဘေးရှောင်နေရတဲ့ရွာသူရွာသားများအနေနဲ့ကျေးရွာအတွင်းကိုမကြာခဏဝင်ရောက်သွားလာခြင်းကိုတတ်နိုင်သလောက်ရှောင်ကျဉ်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စိတ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်အရဖုန်ကြီးကျောင်းတဲ့တိလရှင်ကျောင်းများထဲမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုလက်ခံမထားရန်တာသနာအမှတ်တရစိတ်နဲ့လိုင်စင်မဲ့ဝတ်တော့ကားများဆိုင်ကယ်များကိုမစည်းနှင်းရန်ပြည်နယ်နဲ့တိုင်းပန်ကနိုင်ကအဖွဲ့များကညွှန်ကြားချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့ကစတင်ပြီးတော့မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်အရစစ်ကောင်စီကလိုင်စင်မဲ့ကားများနဲ့လိုင်စင်မဲ့ဆိုင်ကယ်များကိုစီမံချက်နဲ့ဖမ်းဆီးနေတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးရမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖုံကြီးချောင်းဝင်းနေတယ်မှာလာရောက်ရန်နာထားတဲ့အတွက်ပြည်내နဲ့တိုင်းကစစ်ကောင်စီများကတိုင်းနဲ့ပြည်내ခရိုင်နဲ့ပြည်내တာသနာနိုင်ငံအဖွဲ့များထံကိုလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကို ဘုံကြီးကျောင်းများနဲ့သီလရှင်ကျောင်းဝင်းနေထဲမှာလက်ခံထားခြင်းမပြုလို့ရန်ရှောက်ထားလာတယ်လို့သိရပါတယ်။ဒါအပြင်ဘုံကြီးကျောင်းများနဲ့သီလရှင်ကျောင်းများမှာသာသနာအမှတ်တစိ RLG နဲ့ license မဲ့စိုင်းကယ်များကားများကိုစီးနှင်းခြင်းမပြုရန်တန်ခါနိုင်ငံကအဖွဲ့များကညွှန်ကြားထားတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီက သာသနာအမှတ်တရစိတ်လိုင်စင်မဲ့ကားများကိုဖမ်းဆီးနေတယ်လို့သိရပါဗျ။ဒါပေမဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာတော့စစ်ကောင်စီကလိုင်စင်မဲ့ကားများနဲ့စိုင်းကယ်များကိုဖမ်းဆီးနေတော့လဲစစ်ကောင်စီလက်အောက်ခံနေသားဆောင်တပ်ဖွဲ့ BGF များပြည်သူစစ်များနဲ့စစ်တပ်ရဲဌာနဆိုင်ရာဝန်ထမ်းများကတော့ဌာနဆိုင်ရာလက်မှတ်နဲ့စီးနေနေတဲ့လိုင်စင်မဲ့ကားများကိုတော့ဖမ်းဆီးခြင်းမရှိဘူးလို့သိရပါဗျ။ ။ဖမ်းအမျိုးနယ်ထဲမှာဆိုရင် BGF တွေအကုန်လုံးက license ပဲ without ကားပဲစီးနေကြတာလေ။တက်တဲ့ရဲကအဲ့ဒါကြတော့မဖမ်းရဘူး။ပြည်သူတွေကိုပဲဖမ်းနေတာ။ဌာနဆိုင်ရာတွေလည်း license ပဲဆိုင်ကယ်တွေပဲစီးနေကြတာပဲ။ဘယ်သူမှမဖမ်းပါဘူး။ဆိုင်ကယ်ရောင်းဆိုင်တွေကလည်းရောင်းနေကြတော့မယ်လို့ဖမ်းအမျိုးကပြည်သူတို့ကရှင်းပြထားပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာတော့ဌာနဆိုင်ရာများအနေနဲ့အခုစီမံချက်တလတာကာလအတွင်းမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုတင်စီထားပြီးတော့စီနင်းချင်းမပြုတ်လို့ရန်တပ်ဆိုင်ရာတပ်နဲ့ရဲများကဝန်ထမ်းများကိုအသိပေးထားတယ်လို့သိရပါတယ်။တင်စီထားတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုဝန်ထမ်းများနဲ့ပတ်သက်ပါကဖမ်းဆီးမှာမဟုတ်ဘူးလို့အသိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ